ကျွန်တော်တို့အခုနေထိုင်တဲ့ကမ္ဘာကြီးဝင်းဝန်းစိုးနေမှာအေးမယ်အီကွေတာဒေသတွေမှာပူမယ်ဒါပေမဲ့နေရအများစုကတော့လူတွေနေထိုင်လို့ရတဲ့စိတ်လန်းဆိုးပြေနေတဲ့ဒီကမ္ဘာကြီးကလွန်ခဲ့တဲ့နှစ်တာမောင်900လောက်ကဆိုရင်ရေခဲတွေဖုံးအုပ်ပြီးတော့ရေခဲလုံးကြီးပုံစံလာရှိနေခဲ့တာပေါ့နော်အဲ့ဒီလိုကမ္ဘာကြီးကို Snowball L ဆိုပြီးတော့သိပ္ပံပညာရှင်တွေကနာမည်ပေးခဲ့တာပေါ့အဲ့ဒီလို Snowball L ကမ္ဘာလုံးကြီးကနေကျွန်တော်တို့အခုလိုနေထိုင်လို့ရတဲ့ greenhouse ကမ္ဘာလုံးကြီးဘယ်လိုဖြစ်ပေါ်လာတာလဲ လွန်ခဲ့တဲ့နှစ်တမောင်900လောက်ကကဘာကြီးဟာတောင်ဝင်ရုံးစုံကနေမြောက်ဝင်ရုံးစုံအထိရေခဲတွေဖုံးအုပ်နေတာပေါ့နော်အဲ့ဒီချိန်မှာတက်ရှိတွေရှိနေပြီလားဆိုတော့ရှိတယ်ရေခဲပြင်လာအောက်ကရေထဲမှာရှိနေခဲ့တယ်လို့သိပ္ပံပညာရှင်တွေကရှာဖွေတွေ့ရှိခဲ့တာပေါ့နော်ရေထဲကတက်ရှိတွေကဘယ်လိုပုံစံလဲဆိုတော့ပင်လယ်ရေမြုပ်တက်တော်လိုမျိုးအလွန်ရိုးရှင်းတဲ့မာဒီဆဲလူလာတက်ရှိတွေကဒီပင်လယ်ကျမ်းပြင်မှာစတင်ပေါက်ဖွားနေပြီပေါ့နော်ဆိုတော့ကဘာကြီးပူနေလာတဲ့ခါမှာအဲ့ဒီတက်ရှိတွေက ဲ့ဒီလိုရေးတဲ့သွားတွေကနေတဖြည်းဖြည်းနဲ့ကုန်းနေတဲ့သွားတွေဖြစ်စင်ကဲပြောင်းလဲလာပါတယ်အဲဒါကတော့ဟိုတက်ရှိတဲ့ပိုင်းပေါ့နော်စောစောကကျွန်တော်တို့ပြောခဲ့တဲ့ snowball app ကဘာလုံးကြီးကိုနေအောင်ချီတွေကအေးပြောကြသွားအောင်မလုံနိုင်ဘူးလားဆိုတော့အဲ့ဒီချိန်မှာတော့မလုံနိုင်သေးဘူးဘာဖြစ်လို့လဲဆိုတော့ကဘာလုံးကြီးတစ်ခုလုံးကအလွန်အားကောင်းစွာအေးခဲနေတဲ့အချိန်မှာနေအောင်ချီတွေကကဘာလုံးကြီးကိုထိပေမဲ့အများစုက reflection ဖြစ်ပြီးတော့သူကပြန်ကန်ထွက်သွားတာ အဲ့ဒါကြောင့်နေအောင်ကြီးတခုတည်းနဲ့ snowball ကဘာလုံးကြီးကိုအေးပျော်ချတော့အောင်မလုပ်နိုင်ဘူးလို့ပြောလို့ရတယ်။ဒါဆိုရင် snowball ကဘာလုံးကြီးကနေအခုလိုလူတွေနေထိုင်လို့ရတဲ့ကဘာကြီးဖြစ်ဘလို့ပြောင်းလဲသွားတာလဲ။ဒီနေရာမှာအဓိကနေရာကနေပါဝင်လာတာကတော့မီးတောင်တွေပဲပေါ့နော်။ကဘာကြီးရဲ့နေရာအသီးသီးကမီးတောင်တွေကသဘာဝအတိုင်းပောက်ကွဲသွားပြီးတော့ချော်ရည်တွေမီးခိုးတွေပြတွေထွက်လာပါလေ။အဲ့ဒီမီးခိုးတွေပြတွေမှာကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကအဓိကပါဝင်ပြီးလေထုထဲမှာဖုံးလှမ်းနေရာယူသွားတာပေါ့နော်။ဆိုတော့ နေလုံးကြီးရလာတဲ့နေအောင်ခြေတွေကိုကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်မွေတွေကဆုပ်ယူထားလိုက်တာကြောင့်ဒီလေထုထဲမှာပူနွေးတဲ့ရာသီဥတုကိုဖြစ်ပေါ်စေတယ်။ဆိုတော့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်မွေတွေများလာလေနေအောင်ခြေတွေကိုဆုပ်ယူမှုများလာလေဖြစ်ပြီးရာသီဥတုကလည်းပူနွေးလေဖြစ်လာတာပေါ့နော်။အဲ့ဒီဖြစ်စဉ်ကို greenhouse effect လို့ခေါ်တယ်။အဲ့ဒီလိုမျိုးနှစ်ပေါင်းများစွာကျလာတဲ့အခါမှာရေခဲတွေကလည်းတဖြည်းဖြည်းပျော့ကျပြီးကဘာကြီးကလည်းပူနွေးလာတာပေါ့နော်။အဲ့ဒီလိုကဘာကြီးကရေခဲတွေကင်းစင်ပြီးတော့ပူနွေးလာတာကြောင့်ကဘာကြီးရဲ့မြေပြင်ပေါ်မှာဒီ တစ်ပင်နဲ့တက်ရှိတွေပေါ်ပေါက်လာတာပေါ့နော်သိပ္ပံပညာရှင်တွေရဲ့လေးလာမှုရဒီကျွန်တော်တို့ကဘာကြီးကလွန်ခဲ့တဲ့နှစ်တန်းပေါင်း900လောက်မှာအေးခဲနေတာပေါ့နော်ပြီးတော့ဒီမီးတောင်တွေကြောင့်ဟိုနှစ်တန်း680လောက်မှာတစ်ကြိမ်ပြန်ပြီးတော့ရေခဲတွေကင်းစင်သွားတယ်ဒါပေမဲ့နှစ်တန်း635လောက်မှာတစ်ခါပြန်ပြီးတော့အေးခဲသွားတယ်ပြီးတော့နှစ်တန်း630မှာတော့ပြန်လည်းပူနွေးလာပြီးကျွန်တော်တို့အခုလိုနေထိုင်နေတဲ့ဟိုအခြေအနေမျိုးရောက်လာတာပေါ့နော် အခုကဘာကြီးကို greenhouse effect အဓိကဖြစ်ပွားနေတာကတော့ဒီဆက်ယုံတွေမော်တော်ကားတွေကထွက်လာတဲ့ carbon dioxide ဓာတ်ငွေ့တွေပဲပေါ့လေဒီ CO2 ဓာတ်ငွေ့တွေကလေထုထဲကိုရောက်သွားပြီးရင်သူကခဏလေးနဲ့မပြိုကွမ်းနိုင်ဘူးနှစ်ပေါင်းများစွာတည်ရှိနေတာပေါ့နော်ဆိုတော့ကဘာကြီးက CO2 ဓာတ်ငွေ့တွေထုတ်လုပ်မှုများလာတဲ့အခါဒီလေထုထဲမှာနောက်ထပ်နောက်ထပ်ရောက်လာတဲ့ CO2 တွေစုစည်းပြီးတော့ကဘာကြီးကို greenhouse effect တွေအများကြီးဖြစ်သွားစေပြီးပို့ပြီးပို့ပြီးတော့ပုံနွေးလာစေတာပေါ့နော်ဆိုတော့ကဘာကြီးပုံနွေးလာရင်ဘာတွေဖြစ်နိုင်လဲ ဘွားကြီးပုံလေးလိုက်ရင်ဝင်ဦးစုံကရေခဲတွေအေးပြော်သွားမယ်ပင်လယ်ပင်ရေမျက်နှာပြင်မြင့်တက်လာမယ်ဂျပန်လိုကျွန်းနိုင်ငံတွေဥရောပကပင်လယ်နဲ့နီးတဲ့နိုင်ငံတွေအမေရိကဆိုရင်နယူးယောက်မြို့ကြီးဖလော်ရီဒါပြည်နယ်စသတွေဟာရေလှမ်းသွားမှာပေါ့နော်ဒါပဲလားဆိုတော့အဲမပြီးသေးဘူးရေခဲတွေမရှိတော့တာကြောင့်နေအောင်ရှိကိုဝီဖလက်ရှင်မလုံးနိုင်တော့ပဲနေလုံးကြီးကလာလာများအပူတွေကိုကဘာကြီးကခါစီးပြီးတော့သူကခန်းစားရလိမ့်မယ်ဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်ဟိုကောင်းစရာတကွမှမရှိဘူးပေါ့ ဟိုကဘာကြီးပြက်စီးသွားမဲ့အခြေအနေမျိုးရောက်နေတာပေါ့အဲ့ဒါကြောင့်အခုကဘာကြီးက greenhouse effect တွေရောကြစေဖို့ CO2 ထုတ်လွှတ်မှုတွေရောကြစေဖို့စီးနက်ကန်လည်းလှုံ့ဆောင်လာတာကိုတွေ့ရတယ်အရင်ကတော့မီးတောင်တွေကြောင့်ကဘာကြီးပူနွေးလာတယ်လူတွေနေထိုင်လို့ရတာလေအခုတော့မီးတောင်တွေမရှိတော့ဘူးဒါပေမဲ့လူတွေကြောင့်ပဲကဘာကြီးကပူပူပြီးတော့ပူနွေးလာတာပေါ့နော်အဲ့ဒီလိုလူတွေကြောင့်ပဲဖြစ်လာတာကိုလူတွေကပဲပြန်ပြီးတော့ထိန်းသိမ်းရတာပေါ့ဥပမာပြောရရင်ကျွန်တော်တို့ဒီကဘာကြီးပေါ်က လုံစာစီသုံးရင်တွေအဲ့ဒီရင်တွေကထွက်တဲ့ဒီ exhaust gas တွေကိုတင်ကြတာမျိုးပေါ့နော်အဲ့ဒီရင်တွေနေရာမှာဒီလျှက်စစ်မော်တော်ကားတွေလျှက်စစ်မော်တော်ဆိုင်ကယ်တွေအစားထိုးသုံးတာမျိုးပြီးတော့လုံစာစီသုံးဆက်ယုံတွေကြောင်မီသေးသုံးတဲ့ဆက်ယုံကြီးတွေနေရာမှာဟိုရေအားလျှက်စစ်သုံးဆက်ယုံတွေနေအောင်ချီဆွဲရင်သုံးဆက်ယုံတွေပြီးတော့လေအားလျှက်စစ်သုံးဆက်ယုံတွေအစားထိုးပြီးတိဆောက်တာမျိုးပေါ့နော်အဲ့လိုမျိုးတွေလုပ်ပြီးတော့ CO2 ထုတ်လွှတ်မှုကိုနည်းလည်းများနည်းအောင်ညော့နိုင်များညော့အောင်ဟိုလူသားတွေကဟိုပြန်ပြီးတော့ဟို ပြုလုပ်နေရတာပေါ့နော်ဆိုတော့ကျွန်တော်တို့ green house effect အကြောင်းကတော့ဟိုဒီလောက်ပဲပေါ့နော်